အဲ့ဒီကနေလူတို့ကိုတခါသူတို့ကဥဆောင်ပြီးတော့မှလက်နက်ကင်ပြီးတော့မှစစ်ကောင်စီကိုတိုက်ပါမယ်ဆိုပြီးတော့အလုံးလုံးရန်နေဘာဖြစ်သွားလဲဆိုအဲ့ဒီလူတို့ကိုကုတ်ဆွဲပြီးတော့မှစစ်ဖက်အောက်ကိုလာခဲ့ဆိုပြီးတော့မှဟိုအတင်းထိုးထည့်နေတာနဲ့မတူဘူးလားပေါ့နော်ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးမင်္ဂလာပါမင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်ဒီနေ့ကတော့ 2025ခုနှစ်အော်တိုဘာလ15ရက်နေ့ပေါ့နော်မနေ့ကလည်းတရင်မတင်ဆက်နိုင်ဘူးနေ့ကနည်းနည်းခိွားတယ်ပေါ့နော်ပူရှက်ပြီးတော့မှပူရှက်တယ်ဆိုတော့လေတဲ့တဲ့တွေးအောင်နော်ပူရှက်တယ်ဆိုတော့တဲ့တဲ့တွေးကြအောင်ပေါ့ပူရှက်ပြီးတော့မှကျွန်တော်နည်းနည်းဟိုဟွာဖြစ်သွားတာပေါ့ဟိုရေချိုးပြီးပြီးချင်းမှနေပူတဲ့တောက်လျှောက်ထွက်လိုက်တဲ့အခါကျတော့ကျွန်တော်ဟိုဖျားသွားတာပေါ့မနေ့ကတည့်ရက်ကတော့ နည်းချိန်ချိန်မကောင်းဖြစ်သွားတာပေါ့ကွန်မန့်တွေလည်းရေးတယ်ပေါ့နော်ဘုဖျားဝင်နေတာလားတော့အားကြောင့်ဒီနေ့တော့ဒါမမရရင်လည်းရအောင်မရရင်လည်းရအောင်ခေါင်းထောင်ရမယ်ဆိုပြီးကမှဒါမထောင်ထောင်ဒါဆေးတွေမတရားတောက်ပြီးတော့ပေါ့နော်အတင်းဟိုဖြစ်တာပေါ့အဲ့တော့ဒါထားပြီးတော့မှသတင်းတင်ဆက်ရမယ်ဆိုကြရဲဒီရောက်ပြီဆိုကြရဲကျွန်တော်တို့ဒါအဲ ဒီနေ့အော်တိုဘာ15ရက်နေ့ကလည်းနည်းနည်းဟို NCA 10နှစ်ပြည့်လို့ပြောလို့ရတယ်ဗောနော် NCA 10နှစ်ပြည့်နေ့ဖြစ်တော့ဒါအဲ့တရင်လေးတွေတွားပြီးတော့မှကျွန်တော်တို့တွားပြီးတော့ကြီးလိုက်တယ်ဗောနော်ကြီးလိုက်တဲ့အချိန်မှာအာဒါဟိုတက်တဲ့လူတွေအနေနဲ့လည်းကျွန်တော်တို့မှပြောစရာတွေကဖြစ်လာတယ်ဗောနော်အဲ့တော့နည်းနည်းပြော NCA နဲ့ပတ်သက်ပြီးတော့မှဟို sales ဆိုတာနေမှာဒါတော့ဦးစီးချင်းပါတယ်ဟိုတနိုင်ငံလုံးပြစ်ခတ်ရက်စဲကြီးဗောနော် NCA 10နှစ်ပြည့် ကျင်းပါတယ်ကျင်းပါတဲ့အချိန်မှာပဲတချို့ကလည်းဒါ KAU ကလည်းထုတ်ပြန်ထားတာတွေရှိတယ်ဗောနောဥက္ကဋ္ဌအဟောင်းနဲ့ဒါတချို့ခေါင်းဆောင်နေတက်တဲ့ဟာအဖွဲ့ကိုအကူစားမပြုတ်ဘူးလို့ပါတော့ဗောနောတချို့လည်းအဲ့လိုပြောတာတွေသွားတွေ့ရတာဗောဟုတ်ဟုတ်အဲဒါနဲ့ပတ်သက်ပြီးတော့လည်းဒါကျွန်တော်တို့အင်တန်ဒါဟိုပြောရမယ်ဆိုရင်ရုပ်ဆိုးကြီးတက်နေတဲ့မြင်ကွင်းလို့ပြောလို့ရတယ်ဗောနောအဲ့ဒီအဲ့ဒီမှာသွားပြီးတော့မှအဲ့ဒီ ဒီဟိုဟာထဲမှာထိုင်နေတဲ့အဒီခေါင်းဆောင်တွေအကုန်လုံးကဘောနော်အလူတူကိုလိန်နေလူတွေလူတော်ကျွန်တော်တို့ကအဲတွားပြီးတော့မှထင်းအောင်ထင်းမဖြစ်မိတယ်ဘောနော်ထင်းအောင်ထင်းမဖြစ်မိတယ်လို့ပြောတာနော်ထင်းအောင်ထင်းမဖြစ်မိတယ်လို့ပြောတာလူတူကိုလိန်နေလိန်နေတဲ့လူတွေလို့ကောထင်းအောင်ထင်းမဖြစ်မိတယ်ပူပေါင်းပြီးတော့လားအင်းဘာဖြစ်လို့လဲဆိုတော့ရေးကြည့်ကြည့်လိုက်ကျွန်တော်တို့အကင်းပြီးနေလေးကအတိတ်လေးပါကင်းပြီးနေလေးကအတိတ်လေးရဲ့အဲကျန်တဲ့နေနေမြေလေးဒီလိုပါပဲတချို့ဖွဲ့လေးပါတာဘောနော်မွန်ပြီးနေဆိုလဲ တည်တည်လေးပဲအဲမုံမီနယ်ဆိုတည်တည်လေးကင်းပြီးနယ်ဆိုတည်တည်လေးပဲအဲဒါရခိုင်ပြည်နယ်ကတော့ဒါကန်ယိုတန်ဒေတာကြီးတစ်ခုရှိတဲ့ခါကျသူကတေးတဲ့ထဲမှာပါတယ်လို့တော့ပြောလို့မရဘူးပေါ့နော်အဲဒါပေမဲ့အဲအဲ့ဒီမှာကြီးလိုက်တဲ့ခါကျတော့အဲ့ဒီကတချို့အဖွဲ့တွေဒါတက်လာတာတွေ့ရတယ်ပေါ့နော်ကျွန်တော် DKB ပါမယ် KNU ကဆွမ်းနာပြောလို့ပဲဩဂရာဟောင်းအောင်ဩဂရာဟောင်းလို့ပြောလို့ရတယ်ဗောနော်ဩဂရာဟောင်းလို့ပြောလို့ရတဲ့လူတွေတက်တယ်ပြီးရင် KNU KNN နဲ့ PC ် BC ရတက်တယ်ဗောနော်ပြီးရင်ဒါ Aragon Liberation Party ဆိုတဲ့ AMP ဗောနော် AMP ပြီးွားရင် NM NMSP ဆိုတဲ့ဒါဟိုဘောတဲ့ဆဲဆဲတဲ့စလုံးတော့တော့ပေါက်သေးတယ်သူကအဲ့ဒီက NNSP ဟာဆိုလို့ရှိရင်လည်းတက်တယ်ဗောနော်ပြီးရင်ဒါကျွန်တော် PNN တို့တို့ဘာတို့တွေတက်ကြတယ်ဗောကျန်တဲ့တချို့တချို့သောအဖွဲ့တွေတက်ကြတယ်တက်တဲ့ဟာကကျွန်တော်ကြီးလိုက်လို့ရှိရင်သူကဟို ဆွဲကင်ထားတာကဘာလဲဆိုတော့အဲ့ဒီလူတွေအမြဲတမ်းပြောကြတဲ့စကားတွေဘာလဲဆိုတော့ဗမာလူမျိုးကြီးဟွာတာဗမာလူမျိုးကြီးဟွာတာအဲ့ဒီထဲမှာတွတ်တက်တဲ့အထဲထဲမှာဗမာဥကိုသားပြုတဲ့အဖွဲမတက်ဘူးဗမာဥကိုသားပြုတဲ့အဖွဲတစ်ဖွဲမှမရှိဘူးเนาะတိုင်းရင်းသားတွေကိုကိုစားပြုတဲ့အဖွဲတွေကပဲတွတ်တက်တာအဲ့တော့ဒီတိုင်းရင်းသားတွေရဲ့လိုအပ်ချက်ဒီတိုင်းရင်းသားတွေရဲ့လိုလားချက်ကိုပဲဒီလူတွေကမျက်ွယ်ပြုလိုက် ပီလာပေါ့နော်မျက်ကွယ်ပြုလိုက်တဲ့ပုံစံမျိုးတော့အသွားပြီးတော့မှမြင်ရတယ်ပေါ့နော်ဒါကလည်းတကယ်ရုပ်ဆိုးအကြီးတန်စေတဲ့ဒါ တို့မြင်ကွင်းလိုတော့ပြောလို့ရတယ်။သွားပြီးတော့မှဖက်လက်တကင်းဖက်ကြတယ်ပေါ့နော်။အဲ့ဒါကွဲကွဲရမှာတော့အဲ့ဒါငါတို့လေတော်လန်ကြီးကိုနိုင်တယ်တော့ဝိုင်းကူနေတာပဲကွာဆိုတော့စကားလေးကွဲရမှာပြောရင်ပြောလိမ့်မယ်။ဒါလည်းပြောခဲ့ဘူးတဲ့တာရကကြီးလည်းရှင့်ရှိလိမ့်မယ်ပေါ့နော်။ပြီးတော့ရှင့်ရွေးကောက်ပွဲကိုလက်မခံနိုင်ပါဘူး။ရွေးကောက်ပွဲကတရားမျှတမှုမရှိပါဘူးဆိုပြီးတော့မှဗဇက်ကနေထုတ်ဖို့ပြောကြားခဲ့တာလေ ချိခဲ့တယ်ပြီးလို့ရှိရင်ဟိုးအရင်တော့ကျွန်တော်တို့စဆာချင်းအာနာသိန်းတော့ဆိုလို့ရှိရင်ဘာတွေတောင်ဘာတွေတောင်ထုတ်ပြန်ညက်တွေဘာတွေထုတ်ပြန်ခဲ့လဲဆိုဆရာကြီးကဟိုဒီအာနာသိန်းမှုဖြစ်စဉ်ကိုပေါ့နော်ထွက်ပြီးတော့မှလမ်းပေါ်ထွက်ပြီးတော့မှဆန္ဒပြမဲ့ပြည်သူလူထုကိုကာကွယ်ဆောင်ရှောက်သွားပါမယ်ဘေးကနေပြီးတော့လက်နဲ့နဲ့အတူပေါ့နော်လက်နဲ့နဲ့အတူလိုက်ပြီးတော့မှကာကွယ်ဆောင်ရှောက်ပါမယ်ဆိုပြီးတော့မှ လိုက်ပြီးကာကွယ်ဆောင်ရှောက်ခဲ့တဲ့အဖွဲ့အစည်းလဲ ပါတယ်ဗောနော်အဲအဲ့တော့ဒီလိုမျိုးပြောရတဲ့ဟာကလည်းဒါဟိုဘယ်လိုပြောရမလဲဆိုတော့လူလူကိုမျက်ွယ်ပြုတ်တယ်လှုပ်ရမြန်လှုပ်လိုက်ပြီလားဆိုပြီးတော့ကျွန်တော်တို့တွေတောင်ဒါထင်းအောင်ထင်းမသွားပြီးတော့မှဖြစ်စီရတယ်ဗောနော်အဲ့တော့ဒါမင်းအောင်လိုင်းအဲ့ဒီထဲမှာပဲ तू ကထည့်ပြီးတော့မှပြောရတာဘာအဲ့ဒီထည့်ပြောရလဲဆိုတော့ဒါရေကောက်ပွဲကိုပထမတစ်ချိန်မှာတရားနဲ့နှမျိုးလုံးမယ်ဒါဒုတိယအချိန်မှာဆိုလို့ရှိရင်မျိုးပေါင်းတရားလုံးမယ်တတိယအချိန်မှာကျန်တဲ့မျိုးတွေလုံးမယ်အပြီးလို့ရှိရင်နောက် အဲ့ဒီမှာပါနောက်ထပ်ထက်ကြံတဲ့ဟာတွေကဂျာဖြတ်ရေကောက်ပွဲဂျာဖြတ်ရေကောက်ပွဲလုံးမယ်ဆိုတဲ့ဟာကအဲ့ဒီအောက်မှာနားထောင်နေတဲ့လူတွေအကုန်လုံးဟိုဒါတောင်းဆိုလိုက်တာ ਨੇ အတူတူပဲခင်ဗျားတို့ရေကောက်ပွဲကိုဝိုင်းပြီးတော့မှပါဝင်ပေးကြတော့ဒီချက်ကြီးကသွားပြီးတော့မှတိတာထင်ရှားတယ်ဗောနော်ပြီးတော့ရှိရင်မင်းအောင်လိုက်ပြောသွားတယ်ဆောနာ ပြောရတဲ့ဇကားလေးရတိုတိုလေးရတိုတိုလေးရဆိုတော့မေးအောင်လိုက်ပြောတာ38မိနစ်လောက်ကြာတယ်ပေါ့နော်38ဆောင်းနာကျွန်တော်အဆုံးထိတော့နားမထောင်လိုက်ရသေးဘူးပေါ့ဒါပေမဲ့အဲ့ထဲမှာကျွန်တော်တို့တွေးလိုက်တဲ့ဟာဆိုရင်ပရမတ်လုံးမှာတရားနဲ့နှစ်မျိုးနော်တရားနှစ်မျိုးဒါကတော့သူအုပ်ချုပ်ထားတဲ့မျိုးတွေပေါ့နော်အဒုတိယပိုင်းမှာနောက်ထပ်မျိုးတရားလုံးမယ်ဒါလည်းသူအုပ်ချုပ်ထားတဲ့မျိုးပေါ့နော်ကျွန်တော်တို့ကမျိုးပေါင်း90မျိုးပေါင်း330မှာမျိုးပေါင်း90ပတ်လည်ပဲကျွန်တော်တို့ကအုပ်ချုပ်ထားတာဆိုတော့မျိုးပေါင်း200လောက်ကတော့နှစ်ရနဲ့နှစ်မျိုးကတော့သူနှစ်ပိုင်းပိုင်းပြီးတော့မှလုံးမယ် ါကြံတဲ့မျိုးတွေကိုတတိယအကြိမ်ရေကောက်ပွဲလုံးမယ်ဆိုတော့နောက်ထပ်၅နှစ်တောင်မှရေကောက်ပွဲပြီးပါဦးမလားဗောနော်အပြီးပါမလားဗောစကားဟိုဟောကလာကားစကားလို့ပဲအပိုင်းလိုက်ကိုကိုရီးယားကားလို့လို့ဘာလို့လို့ဖြစ်ပြီးတော့မှအပိုင်းလိုက်သွားပြီးတော့မှကြည့်ရမယ်အခြေအနေမျိုးတောင်မှသွားပြီးတော့ဟိုဖြစ်လာနိုင်တယ်ဗောနော်ဖြစ်လာနေဆိုအဲ့တော့တော်ကြံတဲ့မျိုးတွေကိုတတိယအကြိမ်မှလုံးမယ်အဲ့ဒါကြံတဲ့မျိုးဆိုတာဘယ်မျိုးတွေကိုပြောတာလဲဆိုတော့ तू တက်တက်မှတ်မှတ်မကြင်ညာနိုင်ဘူး ဲ့တော့ဒီမျိုးတွေရအောင်လို့ခင်ဗျားတို့ဝိုင်းကူတိုက်ပေးကျွန်တော်တို့တိုက်တာကိုခင်ဗျားတို့ဝိုင်းကူတော့ဆိုတဲ့ပုံစံမျိုးပြောလိုက်တာနဲ့ဆရာကြီးအတူတူပဲဟုတ်တယ်အဲ့တော့အဲ့ဒီမှာမှမရသေးတဲ့မျိုးရှိလို့ရှိရင် तू က ဂျာဘက်ယူကော့ပွဲဆိုတာကတော့ဆိုလိုတာကျန်တဲ့မြို့တွေကိုဂျာဘက်ယူကော့ပွဲလုံးမယ်ဆိုတာကမြို့ကိုဒီနေ့တိုက်ပြီးွားလို့ရှိရင် နောက်နောက်ရက်ကျရင်သူ့ရဲ့အုပ်ချုပ်ရေးရန်နေရာတွေထည့်မယ်ထည့်ပြီးွားနေအဲ့ရလူတို့ကိုချက်ချင်းပေါ့နော်ဟိုယူကော့ပွဲဂျာဘက်ယူကော့ပွဲလုံးပြီးရတဲ့ချက်ချင်းယူကော့ပွဲလုံးမယ်သူစီကကိုကျန်ဟိုင်းရင်ကကိုတလဲလွတ်မယ်အမပီသုံးလုံးကရွေးခံမယ်ကိုတလဲဆိုလို့ရှိရင်လာခဲ့ပီပီကရွေးခံမယ်ကိုတလဲဆိုလို့ရှိရင်လာခဲ့ဝုန်းဝုန်းဆိုဝင်လာဝင်လာပြီးရတဲ့အဲ့ရပီလူလူတို့ကိုကိုစလဲကမြို့ပေါ်မှာစီယုံးကြီးလုတ်ပြီးရတယ်မလုတ်ရသေးတာတွေဘာတွေဘာမှနားမလဲ ဲ့ဘူးဂျာပဲယူကောက်ပွဲဒိန်းစိုးကောက်လို့လိုက်မယ်လုတ်ပြီးွားနေအဲ့ဒီမှာဘသူကနိုင်လဲကြက်ခိုင်းရနိုင်လဲဆိုရင်ကြက်ခိုင်းရအဲ့ဒီမျိုးမှာအုတ်ချုပ်တော့ဆိုပြီးကမှ तू ကလုံးမဲ့ပုံစံမျိုး ပြောရတာပေါ့နော် ပြောရတဲ့ဟာကလေဒါခင်ဗျားတို့ဒီဟာကြီးကိုဒီယူကောက်ပွဲကြီးကိုကုညီပါတော့ဆိုပြီးတော့မှပြောလိုက်တာ ਨੇ အတူတူပဲအဲ့တော့ဝင်ပြီးတော့မှအခန်းထဲမှာဝင်ထိုင်နေတဲ့လူတွေကလည်းယူကောက်ပွဲကိုကုညီဖို့အတွက်အဲ့ဒီရည်ရွယ်ချက်နဲ့သွားတဲ့လူတွေပဲဖြစ်နိုင်မယ်လို့တော့ကျွန်တော်တို့တွေကသွားပြီးတော့ တွေးမိတွေးလို့ရတာပေါ့တွေးမိတယ်ထင်မိတယ်ပေါ့နော်အဲ့တော့ဒီလူတွေကကျွန်တော်စပြီးတော့မှလက်နက်ကင်တက်ဖွဲ့တွေသူတို့တွေရဲ့လက်နက်ကင်တက်ဖွဲ့တွေစပြီးတီထောင်နေတုန်းကဘလို့ရည်ရွယ်ချက်နေတီထောင်နေတာလေလူတို့လူမျိုးရေးအတွက်သူတိုင်းရင်သားကရင်ဆိုလဲကရင်ကရင်တိုင်းရင်သားလူမျိုးရေးအတွက်ရခိုင်ဆိုလို့ရှိရင်လည်းပြမဟွာတောင်ပဲဟိုစာသားတောင်ပဲ Aragon Liberation Party တော့ရခိုင်လွတ်မြောက်ရေးပါတီဟုတ် ရခိုင်လူမျိုးရေးပါတီကဒီအောက်ကိုပဲစစ်ဖက်နဲ့အောက်ကိုပဲခေါင်းခေါင်းဝင်သွားပြီးတော့မှတိုးနေတာပေါ့နော်ဂျန်နယ်လူတွေလည်းဒီတိုင်းပဲသူကတိုင်းရင်းသားဟိုဘက်ကဒီဒီဟိုဘက်တို့ဘာတို့မော်ဆိုလို့ရှိရင်ဒီတိုင်းပဲဟိုဘက်ကပါလိုက်ခွန်အုပ်ကတို့ဘာတို့ဆိုလို့ရှိရင်လည်းဒီတိုင်းပဲအရင်တော့ဆက်ပြီးတော့မှလက်နဲ့ကင်ခဲ့တာကကျွန်တော်တို့လူထုလူမျိုးရေးအတွက်ဆက်ပြီးတော့မှလက်နဲ့ကင်ခဲ့တာအဲ့ဒီကနေလူထုကိုတခါ သူတို့ကဥဆောင်ပြီးတော့မှလက်နက်ကင်ပြီးတော့မှစစ်ကောင်စီကိုတိုက်ပါမယ်ဆိုပြီးတော့အလုံးလုံးရင်ရနေဘာဖြစ်သွားလဲဆိုအဲ့လူလူကိုကုတ်ဆွဲပြီးတော့မှစစ်ဖက်နဲ့အောက်ကိုလာခဲ့ဆိုပြီးတော့မှဟိုအတင်းထိုးတဲ့နေရာနဲ့မတူဘူးလားပေါ့နော်ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ဒါ NCA ကြီးကတော်တော်ဒါရုပ်စိုးအကြီးတန်းတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်မနေ့ကတော့ကျွန်တော်တို့ရေကောက်ပွဲမင်းအောင်လိုင်းကဒီလိုတွေတက်လာတာဖြစ်တဲ့အတွက်လေမင်းအောင်လိုင်းအနေနဲ့ကအဲကျွန်တော်တို့ ကြည်ကြည်ပေါ်ဆိုင်ကြီးอ่ะဒီဟိုမှာဆိုလို့ရှိရင်ဒါ DKB ရက်တက်တယ် PC ရက်တက်တယ်เนาะပြီးရင်ကျွန်တော်တို့ဒါ KNU ကဥက္ကရာလို့ပြောလို့မရတဲ့လူပေါ့เนาะပြောလို့အဟောင်းပေါ့เนาะဥက္ကရာအဟောင်းတက်တယ်တက်တဲ့အခါကျတော့ကျန်တဲ့စစ်တိုက်နေတဲ့လူတွေကဘာဖြစ်လဲဆိုတော့ဟိုဘယ်လိုပြောငပေါဖြစ်တယ်အပေါ်ဖြစ်တယ်အချိန်တိုင်းရင်ငါတို့ခေါင်းဆောင်တွေကဒီလိုမျိုးပဲလှုပ်သွားမှလားဆိုတော့အောက်ကတိုက်နေတဲ့ရဲဘော်တယောက်ကဘယ်လိုမျိုး တွေးမလဲပေါ့နော်ငါတို့ဒီနေ့တိုက်နေတာကြီးကငါတို့လူလူလွတ်မြောက်ရေးကြီးဟုတ်ပါအောင်မလားငါတို့ဒီရှစ်ဆက်ပြီးတော့တိုက်ဖို့အတွက်ကောအဆင်ပြေပါအောင်မလားဟုတ်ဒါမင်းဟိုမျက်မျက်နှာပြောင်းတိုက်တာပေါ့နော်ဘာကြောင့်လဲဆိုတော့ခုနကတော့ဟိုလူလူကိုတော့ဖော်ခံပြီးတော့ဘုံဘူးကတချို့တိုင်းသားလက်နက်ကင်တချို့ကမိမိရဲ့စီးပွားရေးကိုဟိုထိခိုက်လာမယ်ဆိုရင်ခုနကလို့စစ်တပ်နဲ့ပြန်ပြီးတော့ပူးပေါင်းပြီးတော့ပလင်းတူဘူးစုလောက်တယ်ဆိုတာလေတကယ်မျက်နှာပြောင်းတိုက်ပြီးတော့ အဆက်သိခါတော့မရှိတော့ဘူးလို့ကျွန်တော်တော့မြင်တာပေါ့နော်။ဆိုလိုချင်တာအဲ့ဒါပေါ့နော်။ဆိုလိုချင်တာအဲ့ဒါကျွန်တော်တို့ကလက်နဲ့ကင်ရင်းနဲ့လက်နဲ့ကင်ရင်းရဲ့အရာသာကိုတိသွားတဲ့အချိန်မှာကျွန်တော်တို့လူတို့ကိုဘယ်လိုပြောရမလဲလူတို့ကိုပလစ်လိုက်တာပေါ့နော်။လူတို့ကိုပလစ်လိုက်ပြီးတော့မှလူတို့ရဲ့ကိစ္စခဏထားတော့ငါတို့အကျိုးစီးပွားငါတို့တွေရဲ့ တိုးတက်မှုငါတို့တွေဘလို့ဖြစ်ရမယ်ညာလို့ဖြစ်ရမယ်ဆိုပြီးတော့မှဒါဟိုတော့ဖြစ်ခဲ့တဲ့လူတွေကတကယ်လူတို့ကအင်မတန်အားကိုးရတဲ့လူတွေလူတို့ကမျှော်မှန်းထားတဲ့လူတွေကဒီလိုမျိုးလှုပ်လိုက်တဲ့အခါကျတော့ဟာကျွန်တော်တို့တော့သွားပြီးတော့မှတွေးမိရောဒီ NCA ဆယ်နှစ်ပြည့်ကြာလို့ရှိရင်ဘယ်သူတွေတဲအောင်မလဲဘယ်သူတွေမျက်နှာပြောင်တိုက်လာအောင်မလဲဆိုတဲ့ဟာကို စောင့်နေတာပေါ့နော်စောင့်နေတာဒါပေမဲ့ဒီနေ့ဒီချိန်မှာဒါဘုံဘွင်ရှင်းရှင်းကြီးတော့မြင်လန်းရတယ်ပေါ့နော်ဒါပေမဲ့အဖွဲ့အစည်းတစ်ခုလုံးလားဆိုတော့လေမဟုတ်ပြန်ဘူးဟုတ်အဲ့အဲ့ဒီမှာကျွန်တော်တို့ကဒါဟိုကျွန်တော်တို့ကလည်းစကားကိုဟိုမလိမ့်တစ်ပတ်ပြောတာလည်းမဟုတ်ဘူးဖွဲ့စည်းတစ်ခုလုံးကဒီလိုမျိုးရိုင်းပြီးတော့ပါသွားတာမဟုတ်ဘူးအဲ့ဒီထဲကခေါင်းဆောင်အချို့အချို့တော့ခေါင်းဆောင်တွေကနော်ချစ်ကောင်စီလူထုကိုချစ်ကောင်စီရဲ့ ဒီစစ်ဖနက်အောက်ကိုပေါ့နော်စစ်ကောင်မရှင်ရဲ့စစ်ဖနက်အောက်ကိုကျွန်တော်တို့ဆွဲဆွဲတွင်းနေရတာပွားပြီးတော့မှဟိုတွေ့ရတယ်ပေါ့နော်အားကြောင့်၃ယောက်ရှိရင်9ဖွဲ့ကွဲတယ်ဆိုတော့ဟာပေါ့နော်၃ယောက်ကို9ဖွဲ့ဆိုတော့ကျွန်တော်တို့ကဟိုမထင်ဘူးပေါ့နော်အ၃ယောက်9ဖွဲ့ဘလို့ဘလို့ကွဲလဲပေါ့တဲ့အ၃ယောက်9ဖွဲ့ကွဲတာကြီးကတော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့၃ယောက်9ဖွဲ့ဘလို့ကွဲလဲဆိုတော့ဒီမှာလူ၃ယောက်ရှိလို့ရှိရင်ဒီတယောက်ထဲကတစ်ဖွဲ့ဒီတယောက်ထဲကတစ်ဖွဲ့ဒီတယောက်ထဲကတစ်ဖွဲ့အဲ့မှာ၃ဖွဲ့ဖြစ်သွား အဲ့မှာသုံးပွဲပြီးတော့ဒီလက်ညိုးနဲ့လက်ခလင်နဲ့တွဲလိုက်တာတစ်ပွဲလေးပွဲဒါလက်ညိုးနဲ့လက်တရံနဲ့တွဲလိုက်ပြန်တော့ငါးပွဲဒီကောင်နဲ့လက်ခလင်နဲ့လက်တရံနဲ့တွဲလိုက်ပြန်တော့6ပွဲပြီးရင်သူတို့သုံးယောက်ပေါင်းထားတဲ့အပွဲကတစ်ပွဲဆိုတော့သုံးယောက်သုံးယောက်ပေါင်းလို့ရှိရင်သုံးယောက်ရှိရင်ခုနှစ်ပွဲ꿰တယ်ဆိုတဲ့ဟာကဒါကျွန်တော်တို့ဖြစ်သင့်ဖြစ်တိုက်တဲ့အကြောင်းအရာမဟုတ်တော့ဘူးဖြစ်သင့်ဖြစ်တိုက်တဲ့အချိန်ကမဟုတ်တော့ဘူးပေါ့နော်အဲ့တော့ တစ်ဖက်ဖက်ကိုပြည့်ပြည့်စုံစုံရက်တီရတော့မယ်အချိန်ကိုရောက်သွားပြီလို့တော့ကျွန်တော်တို့ကတော့မြင်နေပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အကျိုးတန်းပေါ်မှာဟိုကျွန်တော်ငငယ်တုန်းကဥမမောင်ဆက်ကကြည့်တယ်လို့ပေါ့နော်အာသာနီဆန်းဆန်းတို့ဘာလို့ဒီလိုမျိုးကျိုးတန်းလျှောက်ပြတယ်လို့မျိုးပြည်သူလူတို့အကြည့်နေဟိုဘက်ပြုတ်ကြနုံနုံဒီဘက်ပြုတ်ကြနုံနုံနဲ့အဲဒါလူကလိမ့်ငါနဲ့ဟိုဘက်ကန်းကိုရောက်အောင် လျှောက်သွားတဲ့ဟာကဒါရင်ထိတ်တဲဖို့နဲ့ဒါကလူလူကိုဖျော်ပြတာကြည့်လို့ကောင်းသေးတယ်အကျိုးတန်းလမ်းလျှောက်လေးကငါဟိုဘက်ကိုပါနုံနုံရိုင်းသွားလိုက်ဒီဘက်ကိုပါနုံနုံရိုင်းလာလိုက်နဲ့အလုတ်လာတာဟာကျွန်တော်တို့ဒါဒါကြောင့်မလို့ဒါဒေါ်လန်ကြီးကနှစ်ပေါင်း80ကြာခဲ့ပြီနှစ်ပေါင်း80ကြာခဲ့ပြီဆိုတာတဲ့စာလို့ရှိရင်ငါတို့ဒေါ်လန်ကြီးပြီးသွားတာဘယ်နှစ်ကြာပြီဆိုတဲ့အခမ်းအနားတွေပဲကျွန်တော်တို့က မြင်ရင်တော့တယ်တွေ့ကျင်တော့တယ်ဗောနော်ဒါကြောင့်မို့လို့ဒီနေ့ NCA ဟိုဟာကြီးကတော့တကယ်ရုပ်ဆိုးအကြီးတန်တဲ့ NCA မြင်ငွေဖြစ်တယ်ဗောနော်ဒီအစည်းအဝေးမြင်ငွေကြီးကတက်တဲ့လူတွေအတွက်လဲဒါလူပုဂ္ဂိုလ်တဦးတယောက်ချင်းအတွက်လဲသူတို့စိတ်ထဲမှာဘာရည်ရွယ်ချက်တွေရှိမဲဆိုတာတော့ကျွန်တော်တို့မသိပင်မဲ့လဲဒါကြီးကလူတူးကို တမျိုးတမီမြင်စေတဲ့အမြင်မျိုးဖြစ်ပါတယ်ဆိုတဲ့ဟာလေးဒါပြောချင်တာဗောနော်ဟုတ်ဒါနောက်တစ်ခုကလဲကျွန်တော်တို့တရုတ် မြန်မာကုံတွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ခုနတိဘောမျိုးကိုစစ်ကောင်စီကပြန်လဲရရှိဖို့အတွက်ဒါကြောင့်မဲရနေကြီးမှရှစ်တက်လာပြီးတော့ဟိုတိုက်ခိုက်တယ်ပေါ့နော်တိုက်ခိုက်တဲ့အချိန်မှာဒါတိဘောမျိုးနဲ့ပုံက၄မိုင်ကွာလောက်ပဲလိုတော့တယ်ဆိုတော့အဲတိဘောမျိုးအနေထားကလည်းဒါအချိန်နေမကောင်းတော့ဘူးလို့ကျွန်တော်ဟိုမြင်တယ်ပေါ့နော်ခုနောက်ဒီရွက်ကွက်ဝဲမတိုင်ခင်ကာလအတွင်းမှာပဲဒါစစ်ကောင်စီအနေနဲ့ရှမ်းပြည်နယ် ဟိုတော်တော်နောင်ရှိုးခုနောင်ရှိုးလဲပါသွားပြီပေါ့နော်ရှေ့မှာဆိုလဲအဲနှစ်မျိုးလောက်ပါသွားပြီဆိုတော့အခုရွေးကောက်ပွဲကာလမရောက်ခင်ကိုအသေးအတန်ဒါချန်ပီယံမြောက်ပိုင်းမြို့တော်တော်များများရအောင်လို့ဒါဟိုစစ်ကြောင်းထိုးပြီးတိုက်ခိုက်နေတယ်လို့ကျွန်တော်ကတော့မြင်တာပေါ့ဟုတ်ဟုတ်နာနဲ့ပတ်သက်ပြီးတော့လေဒါဒီဘောမျိုးလက်လှုပ်ရနိုင်လားဆိုတော့ဟာကြီးလဲကျွန်တော်တို့ဟိုအရင်တော့က တင်မဘူးလက်ရှိလည်းကျွန်တော်တို့ဒါစီးရေးလေးလာသုံးသက်သူတွေကိုကျွန်တော်နိုင်ငံရေးလေးလာသုံးသက်သူတွေကိုဒါအမျိုးမျိုးထင်ချင်းမျိုးမျိုးဝေဖန်မှုအမျိုးမျိုးပေးနေကြတယ်ပေါ့နော်ပေးနေကြတဲ့အချိန်မှာဒီဘောမျိုးဒီဘောလက်လောက်ရနိုင်လားဆိုတော့ဒါကျွန်တော်တို့အမြင်ပြောမယ်ဆိုရင်လက်လောက်ရဘိုးကတော့ဒါရာဂိုင်တော့အဖြစ်များတယ်လို့တော့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာတဲပြီးတော့မှခံပြီးတော့တိုက်နေရပြီပေါ့နော်။ DNA တွေက DNA တွေအနေနဲ့ကလည်းဒါသူတို့ဘက်ကထုတ်ပြန်ချက်ပြောထားတာတော့ရှိရယ်။လွယ်လွယ်နဲ့တော့ လက်မလို့ဘူးမှန်ပါတယ်ကျွန်တော်တို့ဘဲမြို့ပေါ်မှာနောင်ချိုးလက်လွယ်လွယ်နဲ့လက်လွတ်ခဲ့တာမဟုတ်ပါဘူးကျွန်တော်အပြင်းနဲ့ခုခံကာကွယ်ပြီးမှပဲလက်လွတ်ခဲ့တာဒီတိုင်းပဲကြောင်မဲလဲဒီတိုင်းပဲအပြင်းနဲ့ခုခံကာကွယ်ပြီးတော့မှလက်လွတ်ခဲ့ရတာဗောနော်ဒီတိုင်းပဲနောက်နောက်ထပ်တစ်မြို့တက်လာတဲ့ကျွန်တော်တို့ဒါတီဘောကလည်းပဲလွယ်လွယ်နဲ့လက်လွတ်မှာတော့မဟုတ်ပါဘူးလွယ်လွယ်နဲ့လက်လွတ်မှာမဟုတ်ပေမဲ့လည်းကျွန်တော်တို့ဒါတကယ်ရေရှည်တောက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ စစ်တပ်ကအလုံးအင်းနဲ့ဒီ line ကိုအလုံးအင်းနဲ့ထိုးပြီးတော့မှတက်လာတယ်ဗောနော်တက်လာတဲ့အခါကျတော့ကျွန်တော်တို့ရိုက်ရန်နေဟိုဘက်ကိုဆက်လို့ရှိရင်တခါကူးဆိုလို့ရှိရင်လည်းတပိတ်ချင်းနားမှာဆိုလို့ရှိရင်လည်းဒါမိုးကုတ်ကိုပြန်ပြီးတော့မှဆုံးမိုးဖို့အတွက်မိုးကုတ်ဘက်ကိုလည်းထပ်ပြီးတော့မှခြိတက်နေတဲ့အနေထားမျိုးကြီးလည်းတွတ်တွေ့ရတာဗောနော်အဲ့တော့စစ်တပ်ကကျွန်တော်တို့တာလုံသောလူရင်ဟာတာလုံသော drone in အားဗောနော်ဒါရင်းနဲ့လက်နေကြီးဟိုတော့ကစစ်တပ်ကချင်းနီးဖြူဟာ အပြောင်းလဲတရက်ကိုဒါအခု2025ထဲမှာပေါ့နော်2025ထဲမှာဒါတော်တော်အသုံးပြုလာတွေ့ရတယ်ပေါ့နော်ဘာလဲဆိုတော့ငွေကုန်ကြီးကြအရန်ခံလာတယ်ပြီးရင်လူအင်အားအရန်အသုံးပြုလာတယ်လူအင်အားတေးပစီကြိုက်သလောက်တေးပစီကျွန်တော်ဟိုနေ့ကပြောခဲ့တဲ့ထဲမှာပေါ့9ယောက်10ယောက်လောက်ကဂယူကိုမဆိုင်တာရှိမှပုံဝင်နေဖြစ်သွားလဲပဲမိနစ်ပိုင်းတွင်းမြေမြုပ်ပြီးတော့မှ80တက်ဖို့ပဲကြံရွယ်တော့တာပေါ့နော်အဲ့တော့ဒီကလည်းဟိုဟာဖြစ်လာတယ်ပေါ့နော်ငွေငွေကုန်ကြီးကြခံလာတယ်လူအင်အား တာလုံသွားအသုံးပြုလာတယ်ပြီးရင်လက်နက်ကြီးဘုံကြီးကိုကျွန်တော်တို့တာလုံသွားအသုံးပြုလာတယ်ပေါ်ပေါ်လောလောပေါ့နော်ဟိုးရင်တော့ကျွန်တော်တို့120ကကျွန်တော်တို့ချစ်ကောင်စီထဲမှာရှိတဲ့ကာလတော့120ပြစ်ဖို့ကဆိုင်120ကကကကြီးမင်းရမှာပြစ်လို့ရတာဟုတ်120ပြောင်းနေကိုအဲ့အမြောက်တခွဲမှုရှိတယ်ကျွန်တော်တို့ကခြေလင်ကအမြောက်တခွဲကိုတခွဲကိုတွဲပဲ့ပေးတယ်ပေါ့နော်ကျွန်တော်တို့ကအဲ့အမြောက်တခွဲကိုအုပ်ချုပ်ရတယ်အုပ်ချုပ်ရတဲ့အချိန်မှာကျွန်တော်တို့120ပြစ်ရှင်လို့ အဲ့အမြောက်ကိုပြောပြီးသွားတော့အမြောက်ကဘုံမူပဲဖြစ်ဘိုးကြီးပဲဖြစ်ရောတယောက်ယောက်ဆိုပြစ်ပေးပါလားလို့ပြောရင်မရဘူး तू ကကကကြီးအမိန်ပြပါကကကြီးအမိန်ဟိုဖြစ်တယ်ဆိုလို့ရှိရင် तू ကပြစ်ပေးမယ်အခုကအဲ့လိုမဟုတ်တော့ဘူး तू ကကကကြီးကိုအထက်ဌာနကိုသူတို့ကငါတို့ဘယ်နှလုံးပြစ်လိုက်ပြီဆိုတော့ဟာပြန်ပြောရင်ရပြီဟုတ်ဟုတ် ပြပြီးသားဥစ္စာကိုပဲကျင်းနေပြီးသားဥစ္စာပဲပြောသူကဘယ်နှလုံးပြပါလို့ဆိုတော့အမိတ်ကိုမစောင့်နေရမလို့တော့ပဲနေငါတို့တော့ဘယ်နှလုံးဘယ်နှလုံးပါလာတယ်ငါတို့မှထမ်းလာအလုံးတရာပါတယ်ဒီနေ့တော့ငါတို့10လုံးသုံးလိုက်တယ်အလုံး20သုံးလိုက်တယ်အဲ့အတွက်80ပဲကျန်တော့တယ်90ပဲကျန်တော့တယ်ဆိုတဲ့ဟာကိုပဲပြန်ပြီးတော့မှတင်ပြတော့တဲ့အခြေအနေမျိုးပေါ့နော်ဒါကကျွန်တော်တို့တွေတွန်လိုက်တက်ဖွဲ့တွေကဒါသူတို့ရဲ့ ဟိုဟာတွေပေါ့နော်သူတို့ရဲ့ view ဟာပြောင်းလဲမှုတွေကိုအစဉ်တစိုက်လေ့လာနေတဲ့တပ်ဖွဲ့တွေကနေပြီးကမှဒါကျွန်တော်တို့ပြန်ပြောပြတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့ငွေရင်ကအရန်တုံးလာတယ်ကျွန်တော်တို့ရဲ့ကောင်းတဲ့ drone တွေဝယ်လာတယ်ကျွန်တော်တို့ရဲ့ကောင်းတဲ့စကောတီဝယ်လာတယ်အပြင်ကာမီကာဇေကိုကျွန်တော်တို့တံမြန်ဘလို့300မလဲပေါ့နော်ကာမီကာဇေဘလို့300မလဲဆိုတဲ့ဟာရီယာစာနီးပညာတွေဒါအဆင့်မြင့်လာတယ်ငွေကုန်ကြေးကြခံလာတယ်လူလူ ဆွာအရင်မြစ်ကိုတားသုံးလာတယ်အဲ့ဒီတော့ဒီဟာတွေကိုဒီချက်တွေကိုကြည်ညင်းအားဖြင့်ကျွန်တော်တို့တီဘောကကျွန်တော်တို့တောင်းခံနိုင်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘက်ကအင်ပဒန်ဟိုဘယ်လိုပြောချက်ကုတ်ချက်ခဲမကြခဲ့ဘူးဆိုရင်တော့မှချက်ကုတ်ချက်ခဲလုံးမသာလျင်မကြမဲ့အနေအထားမျိုးပေါ့နော်နိုင်မဲ့ဒီသူ့ရဲ့တာမန်အခြေအနေနောင်ချိုတို့ကျွန်တော်ကြံတဲ့ထိုးစစ်တွေကိုကြည့်မယ်ဆိုရင်တော့ဒါတီဘောအခြေအနေကတော့ကျွန်တော်တို့တိတ်မကြခင်မှာပဲစစ်ကောင်စီလက်ထက်ကိုပြန်ပါသွားနိုင်တဲ့အနေအထားမျိုး တွေ့ရတယ်လို့ပြောချင်တာပါဟုတ်ဟုတ်အခုလက်ရှိကလည်းဒါရှမ်းပြည်နယ်မှာဆိုရင် MNDA ကနေပြီးတော့စပြီးတော့မှဒါလာရှိုးပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာအဲကျွန်တော်တို့တော်လိုင်းရဲဘော်တွေပါတွေလည်းစိတ်သက်ပိုင်းဆိုင်ရာဟိုကြသွားတဲ့အနေအထားမျိုးပေါ့နော်ဘုံကခုန TNN လေးရောနောက်တစ်ခုကမန္တလေးတိုင်းတွင်းထဲမှာရှိတဲ့တော်လိုင်းရဲဘော်အရှိုးကလည်းဒါစိတ်သက်ကြတဲ့အပိုင်းတွားတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကစစ်ကောင်စီအနေနဲ့ကဒါရေရေတက်ကော လေတက်ကောကြီးတက်ကောအကုန်လုံးသုံးခုလုံးအင်းနဲ့အားနဲ့တုံးလာတယ်ပေါ့နော်နောက်တစ်ခုအဲကျွန်တော်တို့ကြီးလေးနှီးနိုင်ကကဲကြော်စွာလင်းရလဲတန်အရင်ကထက်ဆပြီးတော့လေချောင်းတိုက်ခိုက်မှုတို့ဘာတို့နှစတိုးမြင့်ပြီးတော့ပုံကျတိုက်ခိုက်ဖို့တွေညွန်ကြားတာတွေ့တယ်နောက်တစ်ခုကကျွန်တော်တို့ပါဆာပေါ့ဒီပါဆာအင်းအားလဲဘုံကလဲတကယ်လုံးနဲ့ရင်းနဲ့ဆိုတော့စစ်ကောင်စီနေနေကခုနလူအင်းအားရောလက်နက်အင်းအားရောနဲ့ဟိုတအားကိုဖိလာတာဟုတ် တွေ့ရတာပေါ့နော်ဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအာဆီယံအနေနဲ့မြန်မာစစ်အုပ်စုရဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲကိုဒါပြက်ပြက်တတားပေါ့နော်ပြက်ပြက်တတားငင်းပယ်ဖို့အတွက်ကိုမလေးရှားနဲ့ထိုင်းနိုင်ငံသားရေးဝန်ကြီးခေါင်းတွေနှစ်ယောက်ပေါ့နော်နှစ်ယောက်ရဲ့နောက်တစ်ခုကမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SAC ကတိုက်တွန်းနေပေါ့အခုကျွန်တော်တို့အောက်တိုဘာလထဲမှာပဲဒါမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပမယ်58ကြိမ်မြောက်ဒါအာဆီယံ ထိတ်သည့်အစီအွေရှိတယ်လို့လည်းသိထားရတယ်ပေါ့နော်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့မှာဆောနာကျွန်တော်တို့အစမှပြောခဲ့တဲ့ဟာနဲ့အခုဒီဟာနဲ့သွားပြီးတော့မှာနှစ်ခုသွားရှင်တာပေါ့ကျွန်တော်ကဟိုမှာသူများနိုင်ငံကလူတွေကမဆိုင်တဲ့လူတွေကမလေးရှားနဲ့ဒီထိုင်းနဲ့ဒါကျွန်တော်တို့ဟိုနိုင်ငံကြီးဝင်ကြီးဟောင်းတွေကရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ SSC ပေါ့နော်ဒါမြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီပေါ့နော်အဲ့ဒီလူတွေကတော့ မစီမဆိုင်လူတွေကရေကောက်ပွဲကိုငင်းပယ်ဖို့ဆိုပြီးတော့မှသူတို့ကဒါဝိုင်းပြီးတော့မှအင်းတိုင်းအားလိုက် ပြောတယ်တတင်းကောင်းမိမယ်ဝင်းကြီးဟောင်းနေဖြစ်နေတာလည်းသူကဆိုးနေတာဗောနော်အလက်ရှိလူတွေဒါပါခဲ့မယ်ဆိုလို့ရှိရင်တော့အင်ပန်ကောင်းတယ်လို့ပြောလို့ရတာဗောနော်အဲဒါမဲ့ထားလိုက်ဒါလည်းတဒတ်အားဖြစ်စီတယ်ဗောနော်ဘာကျွန်တော်တို့နိုင်ငံတကာရဲ့အတန်တွေကလည်းတနေရာရာမှာတော့သွားပြီးတော့စုပြီးတော့မှဒါပဲ့တင်ထလာလိမ့်မယ်လို့တော့ကျွန်တော်တို့ကယုံကြည်လို့ရတယ်ဗောနော်အဲ့တော့သူတို့ပြောတဲ့ဟာလေးကကျွန်တော်တို့တော့ဒါတခုခုလေးနိုင်တခြားနိုင်ငံတွေကတစ်ခုတ်တရလေးစဉ်းစားပေးမယ်ဆိုရင်တော့ပူကောင်းတဲ့အချက်လို့တော့ကျွန်တော်တို့ကသွားပြီးတော့ တွေးမိတယ်ပေါ့နော်အဲ့တော့မဆိုင်တဲ့လူတွေကဒီလိုမျိုးဟို vibe out လုပ်ပေးတယ်ပြောပေးတယ်ဆိုင်တဲ့လူတွေက NCA တွတ်တက်နေတယ်နော်အဲ့တော့တနက်ကြီးလွယ်ပြီးတော့မှ NCA တွတ်တက်နေတော့ဘာဖြစ်လို့တနက်စတော့ကဘာဖြစ်လို့တနက်ကင်ခဲ့တာလဲ နော်ဘာဖြစ်လို့တနက်ကင်ခဲ့တာလဲလို့တော့ကျွန်တော်တို့ကပြန်ပြီးတော့မေကွန်ထုတ်ရမလို့ဖြစ်နေပြီပေါ့နော်အဲ့တော့တခြားမဆိုင်တဲ့လူတွေကပြောပေးတယ်ဆိုင်တဲ့လူစားတယ်ဟိုအလုပ်ပြီးတော့မှငပိတယ်အေးပြီးတော့အေးပြီးတော့မှစားတယ်ခွေးမောင်းနေရတဲ့အနေအထားမျိုးတော့ တော့ကြုံနေရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဒီနေ့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ပြောခဲ့တဲ့အထက်မှာဆိုလို့ရှိရင်ဒီရွေးကောက်ပွဲကိုငင်းပယ်ဖို့အတွက်ဒါမလေးရှားနဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းနှစ်ဦးရဲ့ဒါမြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီဒါ SCC တို့ရဲ့အခုလိုမျိုးဒါ white out လုပ်ပြီးတဲ့ပြောကြားချက်တွေကိုအဲ့ဒီအဖွဲ့ဝင်3ဦးပေါ့နော်အဖွဲ့ဝင်3ဦးစုစုပေါင်း5ဦးကကျွန်တော်တို့ဒါမြန်မာနိုင်ငံရွေးကောက်ပွဲကိုဒါမဖြစ်စေဖို့ပေါ့နော်ဒါငင်းပယ်ရမယ်ဒါတရားမျှတမှုမရှိဘူးပါတီစုံ ပါဝင်တဲ့ဒီမိုကရေထွေထွေဒီမိုကရေစီရွေးကောက်ပွဲမဟုတ်ပါဘူးဆိုတဲ့ဟာကိုတို့ကဒါ white out လုပ်ပေးတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံတွေကတကယ်ငပိတဲ့ကြီးတွေကတော့သွားပြီးတော့မှကျွန်တော်တို့ခမ်းမာထဲမှာသွားပြီးတော့စီဝေးခမ်းမာထဲမှာသွားအိတ်နေတဲ့အနေထားမျိုးတော့ကြုံနေရတယ်ဆိုတော့ကျွန်တော်ပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့ဒါဟို ဘယ်လိုပြောရမလဲဆိုတော့နှိုင်းရှင်လိုက်မယ်ဆိုရင်တော့ဒါငပိတရားအိပ်ပြီးတော့စားတရားခွင်းပေါင်းနေရတယ်အနေထားမျိုးတော့ကျွန်တော်နိုင်ငံကြုံနေရပြီလားအဲ့တော့ကျွန်တော်တို့တိုင်းရင်းသားတွေအရေးကိုကျွန်တော်တို့တိုင်းရင်းသားခေါင်းဆောင်တွေကမလုပ်ဘဲနဲ့ကျန်တဲ့လူတွေကဝိုင်းလို့ရမယ်ပုံစံမျိုးတော့သွားပြီးတော့မြင်နေရတယ်ပေါ့နော်အဲ့တော့ဒါကလည်းဟိုကျွန်တော်တို့တော်လှန်ရေးအတွက် noise ပြည့်စည်ရဲ့အရာပေါ့နော်ဟိုဘယ်လိုပြောရမလဲခလုတ် ခလုတ်တစ်ခုလို့လို့ဒါအတားစီးတစ်ခုလို့လို့တော့သွားပြီးတော့မြင်ရတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအခုသွားပြီးတော့မှအစည်းအဝေးတော်တက်တဲ့လူတွေကကျွန်တော်တို့တချို့တလေကမြေပြင်မှာကျွန်တော်တို့ ਨੇ တော်လိုင်းတက်ဖွဲ့တွေ ਨੇ ဒါဟိုနေမြင်ချင်းတိစက်ထားတို့ပြီးလို့ရှိရင်သူ့နေမြင်တဲ့ကိုသွားတာတို့ကိုနေမြင်တဲ့သူလာတာတို့ဒီလိုမျိုးတွေလည်းဒါရောပြုံးပြီးတော့မှလက်ချက်ထိုးနေနေရတဲ့လူမျိုးတွေဖြစ်တဲ့အတွက်ဒါအောက်ခြေမှာပို့တိုက်မှု မရှိလို့တာပေါ့နော်သူတို့ရဲ့လူကြီးတွေကတော့ကျွန်တော်စစ်ကောင်စီနဲ့တွားပြီးတော့မှပလဲနာမှာတင့်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့တော်လိုင်းအတွက်တော့ဒါကအနောက်ရှက်တရဖြစ်စီပါတယ်ပေါ့နော်ဒီနေ့ NCA 10နှစ်ပြည့်ကတော့တော်လိုင်းအတွက်အနောက်ရှက်တီးတီးတောင်မဟုတ်ဘူးအကြီးတရဖြစ်စီပါတယ်ဆိုတော့ပြောကြရင်လည်းကျွန်တော်တို့ဇကဝိုင်းလေးကိုဒီကုန်းချုပ်ပါဗျာအားလုံးပဲကျေးဇူးတင်ပါတယ်